မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါဒီဗီယိုမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ဒေတာရင်းနိုင်ငံတွေကိုဖိတ်ကြားခြင်းပါလိရှိတဲ့အာဆီယံထိပ်သီးအစည်းအဝေးပွဲတွေမှာစစ်ကောင်စီကိုတရားဝင်ဖိတ်ကြားတာဆွေးနွေးတောင်းဝင်ပေးအပ်တာတွေမလုပ်ဖို့အရက်ဖက်ဖွဲ့တွေကတောင်းဆိုနေကြပါတယ်56ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပွဲကိုမေလ23ရက်ကနေ28ရက်အထိမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပမှာဖြစ်ပြီးအဓိကထိပ်သီးအစည်းအဝေးကိုတော့ မေလ26ရက်နဲ့28ရက်တွေမှာပြုလုပ်သွားမှာဖြစ်ပါတယ်အဲ့ဒီအစည်းအဝေးပွဲတွေမှာစစ်ကောင်စီဘက်ကကိုယ်စားလှယ်တွေကိုမြန်မာနိုင်ငံကိုစားပြုအနေနဲ့ဖိတ်ကြားတာကဆရာဆွေးမှုတွေကျူးလွန်နေတဲ့စစ်ကောင်စီကိုပို့ပြီးတော့ရဲတင်းစေတယ်လို့ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်က DVB ကိုပြောပါတယ်။ အခုနှစ်2025ခုနှစ်အတွက်အာဆီယံအလဲကျကိုယ်စားလှယ်ကမလေးရှားနိုင်ငံဖြစ်တဲ့အတွက် မလေးရှားနိုင်ငံအပါအဝင်အာဆီယံအဖွဲ့ဝင်နိုင်ငံအတွင်းအနေနဲ့စစ်ကောင်စီကိုလက်တွဲဖြုတ်ဖို့လိုအပ်နေတဲ့အချိန်ဖြစ်ကြောင်းအရက်ဖက်အဖွဲ့တွေကပြောပါတယ်နေစင်တဲ့အမြ၄ချောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပြစ်ခတ်မှုတွေကျူးလွန်နေတဲ့စစ်ကောင်စီကိုတရားဝင်အသိအမှတ်ပြုဖိတ်ကြားမယ်ဆိုရင်မြန်မာပြည်သူတွေရဲ့အတန်ကိုလိလူရှုနေတာဖြစ်ကြောင်းကိုလည်း45 rise အဖွဲ့ကပြောပါရယ် မြို့သားညူရေးဆိုရ NUG ဝန်ကြီးချုပ်မိုင်းဝင်းခိုင်တန်းရဲ့နဲ့အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟန်တို့ပြီးခဲ့တဲ့ဧပြီလ16ရက်တုန်းကအွန်လိုင်းကနေတွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်ရှင်။ ွေမျိုးစုခေါင်းဆောင်တွေဒီနေ့မေလ20ရက်နေ့လည်2နာရီမှာပြန်လည်လွတ်လာပြီလို့ပရာတောင်းဆွေမျိုးစုဗဟိုကော်မတီဝင်တွေစီကလည်းသိရပါဗျ။မေလ20ရက်မှာကရင်ပြည်သူပါတီကဗဟိုကော်မတီတွေနဲ့ပရာတောင်းဆွေမျိုးစုဗဟိုကော်မတီဝင်15ယောက်တို့တွေ့ဆုံကြပြီးတဲ့နောက်မှာအခုလိုပြန်လွတ်လာတာလို့ဆိုပါတယ်။ဘလို့အချက်တွေကိုဆွေးနွေးကြပြီးသဘောတူညီမှုရတယ်ဆိုတာကိုတော့အသေးစိတ်ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး။ ဖဲခုံမြို့နယ်မြေမထီတောင်မှာတတ်ထုတူနေတာကိုပရာရောင်းဆွေမျိုးစုတွေကဥဆောင်ပြီးဆန္ဒပြခဲ့ကြတဲ့အတွက်ကယန်းပြည်သူပါတီကဆွေမျိုးစုခေါင်းဆောင်တွေကိုမေလ16ရက်မှာဖမ်းဆီးသွားတာဖြစ်ပါတယ်။အဲဒီနောက်ရှမ်းကရင်နေနယ်ဆက်အနီးကနှင်းစီကုံစခန်းကိုခေါင်းဆောင်တွေကိုပို့ဆောင်ခဲ့ပြီးမေလ19ရက်ကကယန်းပြည်သူပါတီအစည်းအဝေးအပြီးမှာဌာနချုပ်ကိုပြန်လည်ခေါ်ဆောင်လာတာလို့သိရပါတယ်။ မြင်းမထီတောင်ဟာပရာတောင်ဆွေမျိုးစုတွေပိုင်ဆိုင်တဲ့တောင်ဖြစ်ပေမဲ့လေးပွင့်ကျဲကုမ္ပဏီကလူလူဆန္ဒသဘောထားမပါဘဲတရုတ်မစ္စတာ1ကုမ္ပဏီနဲ့ခဲတပ်ထုအကြီးစားလုပ်ငန်းတူးဖော်ဖို့2018ခုနှစ်ကတည်းက၅နှစ်စာချုပ်ချုပ်ဆိုပြီးလှုပ်ဆောင်နေတဲ့အတွက်ဒေသခံတွေကကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်ရှင်။ အင်ဒိုနီးရှားသံတမန်ပရာဗိုဆူဗီယန်တိုနဲ့ထိုင်းဝင်ကြီးချုပ်ဖဲထောင်းနဲ့ရှင်နာဝတ်တို့ဟာမြန်မာနိုင်ငံမှာ2021အာနာသိန်းကလေးကစစ်တပ်နဲ့တော်လှန်တပ်ဖွဲ့တွေအကြားဖြစ်ပွားနေတဲ့ပြည်ရင်းစစ်ကြောင့်ကြုံတွေ့နေရတဲ့လူသားချင်းစာနာမှုအကျက်အတဲအကြောင်းဆွေးနွေးခဲ့ကြပါတယ်။အင်ဒိုနီးရှားသံတမန်ပရာဗိုဆူဗီယန်တိုဟာမေလ19ရက်ကထိုင်းနိုင်ငံကိုချစ်ကြည်ခီးစဉ်လာရောက်ချိန်ထိုင်းဝင်ကြီးချုပ်ဖဲထောင်းနဲ့ရှင်နာဝတ်နဲ့ဘန်ကောက်မှာတွေ့ဆုံရမှာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေအပြင်မြမအရေးထက်သွင်းဆွေးနွေးခဲ့ကြတာပါ။ Bravo Subianto ကအင်ဒိုနီးရှားဟာထိုင်းနိုင်ငံရဲ့အပြုသဘောဆောင်တဲ့ရည်တည်ချက်ကိုအတိအမှတ်ပြုသလိုအထူးသဖြင့်မြန်မာနိုင်ငံမှာငြိမ်းချမ်းတဲ့ဖြည့်ရှင်းနည်းတစ်ခုရှာဖွေရမှာအိန္ဒိယနိုင်ငံတွေပါဝင်ပတ်သက်စေမှုသက်ဆိုင်သူအလုံးတွဲဆုံဆွေးနွေးရေးအဆင်ပြေချောမွေ့စေရေးပံ့ပိုးပေးမှုအတွက်ဂုဏ်ပြုတယ်လို့ပြောခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်ကတော့မြန်မာနိုင်ငံမှာဘုံသဘောတူညီချက်ရှာပြီးတော့ငြိမ်းချမ်းရေးအကောင့်ထဲပို့ဖို့ရမှာမလေးရှားရဲ့အာဆီယံဥက္ကဋ္ဌအနေနဲ့ခေါင်းဆောင်မှုကဏ္ဍကိုထောက်ခံတယ်လို့ပြောသွားပါတယ်။အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဟာ46ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲကိုကွာလာလမ်ပူမြို့မှာမေလ26ရက်နဲ့28ရက်တွေမှာကျင်းပမှာဖြစ်ပါရရှင်။ စစ်မှုထမ်းဖို့အတွက်ငွေကြေးကောက်ခိုင်းတာတရားဝင်လားလို့စစ်ကောင်စီတပ်ကမေးခွန်းထုတ်ခဲ့တဲ့မိထီလာမျိုးကအငင်းစားတက်ကြည်ကြီးစော်ယူထွန်းကိုမေလ15ရက်မှာစစ်ကောင်စီတပ်ကဖမ်းဆီးလိုက်တယ်လို့မြို့ကန်တွေကပြောပါရယ်တပ်မျိုးလိုလူသိများတဲ့မိထီလာမျိုးကရက်ွက်နဲ့ကြီးရွာတွေမှာစစ်မှုမထမ်းရရေးအတွက်လူစားထိုးဖို့တအိမ်ကို၄000ကနေ5000ကောက်ခံနေတာကိုစင်းစရာနဲ့တွက်ချက်ပြခဲ့တဲ့အတွက်စစ်ကောင်စီကဖမ်းဆီးခဲ့တာလို့ဆိုပါရယ် မိထီလာမှာရွာပေါင်း389ရွာရှိတဲ့အတွက်တအိမ်ကို4000ကောက်ခံတဲ့ကိစ္စမှာဘယ်အဆင့်တွေပါနေတယ်လဲဆိုတာဖော်ထုတ်ရမယ်ဆိုပြီးလိုင်းမော်တင်ပြီးတဲ့နောက်တည့်ရက်မှာအိမ်ထီလာဖမ်းသွားတာလို့မျိုးကန်ကပြောပါတယ်စစ်ကောင်စီကမေလ15ရက်နေ့လယ်တနားခွဲအချိန်မှာအငိမ့်စားတက်ချက်ကြီးဇော်ယူထွန်းကိုမိထီလာမြို့နယ်ရံမျိုးအောင်ရက်ွက်ကသူနေထိုင်ရာအိမ်မှာဖမ်းဆီးခဲ့တာလို့မေလ16ရက်မှာထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံရတဲ့အငိမ့်စားတက်ချက်ကြီးဇော်ယူထွန်းဟာ2010ခုနှစ်မှာလေတက်ကနေအုတ်ခွဲတက်ချက်ကြီးအစစ်နဲ့အငိမ့်စားယူခဲ့တာဖြစ်ပြီး2011ကနေ2025ခုနှစ်အထိတပ်ထောက်ခံပွဲတွေမှာပါဝင်ခဲ့ပြီးလက်ရှိမိထီလာမြို့ပြည်သူ့စစ်အဖွဲ့ဝင်လည်းဖြစ်ပါတယ်ရှင်ဒီဗီယိုမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူးအီအီနွယ်ပါကြီးစုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်